ွဲမှာရာဂုံစားတွေကိုအနိုင်ယူနိုင်ပါမလားအမောင်ထိုင်းတို့ဝမ်ချန်ပီယံရှစ်ပွဲကောင်းတွေကိုအားပေးရဖို့အခြေအနေကတည်ပြီးမလို့တော့ပါဘူး။နောက်ထပ်၄ရက်လောက်နေတကယ်ကိုပွဲကြီးပွဲကောင်းတွေကိုအားပေးသွားရဖို့ရှိနေကြတာဖြစ်ပြီးအဲ့ဒီပွဲအခြေအနေမှာဘယ်ပွဲကတော့စိတ်ဝင်စားဖို့အကောင်းဆုံးဆိုပြီးပြောဖို့တော့ခက်တယ်လို့ပြောမှာပါ။တကယ်နေမျိုးကိုကောင်းတာကရူးနဲ့အန်တိုနီမာလီခင်တို့ရဲ့ပွဲစဉ်ပါပဲ။တကယ်ချမ်းမြေရမ်းမြေပွဲစဉ်ပွဲကောင်းတွေကိုလက်လွတ်လိုက်ရတာဟာတကယ်ကိုမပြောဖို့ကောင်းတယ်လို့ပြောမှာပါ။ဒါပေမဲ့လည်းအထိုင်းဖိုင်တာအများစုနဲ့ဂျပန်ဖိုင်တာအများစုကိုပွဲတည်ပေးတဲ့ဒီပွဲပွဲမှာ Time Fighter တွေအဝေးဘက်မှာရလဲအကောင်းနိုင်ပါမလားပိုင်ဆိုင်နိုင်ပါမလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းနေကြတာပါဒါပေမဲ့နိုဝင်ဘာ16ရက်နေ့မှာရှင်ပြိုင်သွားမယ်1173ပြိုင်ပွဲမှာတော့ Japan Fighter နဲ့ Time Fighter တွေရဲ့ထိတိုက်တွေးဆုံနေတဲ့ဒွဲဆိုင်တွေ၅ဆိုင်ထိပါဝင်နေကြတာကိုမြင်တွေ့ခဲ့ရပြီး Main ကောင်ပွဲအပြင် Featherweight Kickboxer Champion လူပွဲအပြင်ရှင်ပြိုင်သွားကြမယ် Super Bowl နဲ့ Noriro ရဲ့ဒွဲဆိုင်နဲ့အတူ Atomweight Muay Thai Champion ကပတ်လူပွဲအပြင်ရှင်ပြိုင်သွားကြမယ် Japan Fighter Nada Kan နဲ့ Time Fighter Nan Su Lin တို့ထိတိုက်တွေးဆုံနေကြတဲ့ပွဲကောင်းကလည်းတပွဲပါဝင်ဖြစ်ရှိနေကြတာပါဆိုပါလဲနဲ့ Yuki Osa, Nabi R9 နဲ့ Hiromi Wachimaru ရဲ့ပွဲ ွဲစဉ်ကလည်းပရိသတ်တွေအထူးစောင့်ကြည့်ကြမယ့်ပွဲကောင်းတစ်ပွဲဖြစ်ပါဝင်နေခဲ့တာဖြစ်ပါတယ်။နောက်ဆုံးစစ်ဝင်သားဘက်ကောင်းတဲ့ဂျပန်ဖိုင်တာနဲ့ထိုင်းဖိုင်တာတို့ရဲ့အတွဲဆိုင်ကတော့ကျော်ကြီးကိုအထူးပြုဆက်ပေးနေတဲ့မမစတန်ဖက်တဲနဲ့ကနာမိုရီမိုတိုတို့ရဲ့အတွဲဆိုင်နဲ့အတူဂျပန်ဖိုင်တာနဲ့ထိုင်းဖိုင်တာရဲ့အတွဲဆိုင်တွေကအထူးစစ်ဝင်သားဘက်ကောင်းနေခဲ့တာပါ။ ထိုင်းနိုင်ငံမှာရှင်မြိုင်နဲ့ပွဲစဉ်တွေမှာဆိုရင်ထိုင်းဖိုက်တာတွေကအထူးလွှမ်းမိုးထားလေးရှိတယ်လို့သူတို့တွေကအသာစီးယူနေရှိတာကိုမြင်တွေ့ထားခဲ့ရဖြစ်ပြီးဂျာမန်ရှင်မြိုင်ထားမဲ့ပွဲစဉ်တွေမှာတော့ထိုင်းဖိုက်တာတွေကသေပြီးမတွန်းနိုင်ခဲ့ကြတာကိုမြင်တွေ့ထားခဲ့ရဖြစ်ပါတယ်။ထိုင်းပြည်တပ်တွေကြားထဲမှာဆိုရင်မင်းသားလေးတစ်ပါးလိုတင်စားချင်းခံထားတဲ့တာဝန်ဆိုင်ဆိုရင်လည်းနိုရီရဲ့ပိုးစုပတ်ဆက်အနိုင်ယူခြင်းကိုခံခဲ့ရတယ်လို့ထိုင်းဖိုက်တာ AR1 ဆိုရင်လည်းဂျမန်ဖိုက်တာနာတာကာကိုလည်းထုံးနဲ့ရှုံပေးထားခဲ့တာပါ။ထိုင်းဖိုက်တာရောလက်ဖတ်နဲ့ဂျမန်ဖိုက်တာယိုရှီနာရီရဲ့ပွဲမှာလည်းဂျမန်ဖိုက်တာယိုရှီနာရီကပဲအနိုင်ရသွားတာဖြစ်တယ်လို့ ဆိုရီယန်လန်နဲ့ဗီစီရဲ့ပွဲစဉ်မှာလည်းဂျပန်ဖိုက်တာရီစီးကပဲတိုင်ဆုံးဖြတ်တဲ့နိုင်ငံရှိသွားခဲ့တာပါ။ တိုင်းဖိုင်တာနဲ့ဂျပန်ဖိုင်တာရဲ့ဒွဲဆိုင်6ခုတွေပါဝင်ခဲ့ရမှာဒွဲဆိုင်၄ဆိုင်အထိဂျပန်ဖိုင်တာတွေကအနိုင်ရသွားခဲ့တာဖြစ်ပါရင်ပြောချင်တာကယာကူဆာရဲ့မြေပါဆိုရင်တိုင်းဖိုင်တာတွေကအသာစီးသိမ်းမရတာကိုမြင်တွေ့ထားခဲ့တာဖြစ်ပြီးဒီတစ်ခါရှင်ပြိုင်သွားရမယ့်117တွေးပြိုင်ပွဲမှာလည်းတိုင်းဖိုင်တာနဲ့ဂျပန်ဖိုင်တာရဲ့ဒွဲဆိုင်က9ဆိုင်အထိပါဝင်နေခဲ့တာဖြစ်ပြီးတိုင်းဖိုင်တာတွေအနေနဲ့အသာစီးရအောင်သွားနိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေခဲ့တာပါကောင်းတဲ့အပြင်ရှင်မြိုင်ကြမယ်စူပါဘောနဲ့နိုရီတို့ရဲ့ပွဲစဉ်မှာဆိုရင်စူပါဘောတရားသူ့ရဲ့တိုင်းနိုင်ငံနယ်သားဖြစ်တဲ့တာဝန်ဆိုင်အတွက်နှစားပြန်ချီပြီးချန်ပီယံကပ်ကြီးကိုထိုင်းနိုင်ငံစီပြန်လည်တည်ဆောက်လာနိုင်မလားဆိုတာစောင့်ကြည့်သွားတော့မှာပေါ့အဲ့ဒ တဲ့ပုံပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကဘတ်ဒန်ဝိတ်ကပောက်အစဉ်ပွဲအစဉ်ပြင်ရှင်းပိုင်သွားကြမယ်။ဆူပါလက်နဲ့ယူကီယိုဇာရဲ့ပွဲအစဉ်ဟာတော်လေးစိတ်ဝင်စားဖို့ကောင်းနေကြတာဖြစ်ပြီးဂျပန်ဖိုင်တာယူကီယိုဇာကတော့ဆူပါလက်ကိုရိုက်ချိုးပြီးဖိုင်တာလောကကနေပါအနိုင်ယူသွားရတဲ့အထိလုံးပြစ်မယ်ဆိုပြီးကျုံးဝါထားခဲ့တာကိုမြင်တွေ့ထားခဲ့တာဖြစ်ပါတယ်။ချစ်ကန်ကန်မိုင်းကန်ကန်ဂင်တိုတိုနဲ့ယူကီယိုဇာအနေနဲ့ဘာကြောင့်ဆူပါလက်ကိုအနိုင်ယူသွားအောင်ရိုက်ချိုးပြစ်မယ်ဆိုပြီးပြောရတာလဲဆိုရင်တော့ သူရဲ့နောက်တော့ဖြစ်တဲ့ဒါခဲတို့ကိုစူပါလက်ကဆေးရုံတက်ရတဲ့အထိကံပြီးအနိုင်ယူထားတဲ့ကြောင်ပဲဖြစ်ပါရင်နောက်တော်ကြီးဖြစ်တဲ့ဒါခဲတို့ကိုစူပါလက်ကဖျော်လိုက်ရော့ထန်ကဖျော်လိုက်နဲ့တယောက်လေးစီအနိုင်ယူထားခဲ့ကြတာဖြစ်ပြီးယူရီယောစာအနေနဲ့ကလည်းထိုင်းရဲ့ဆရာကြီးနှစ်ပါးကိုခွင့်တာရင်လက်စားချေဖို့အတွက်စောင့်နေခဲ့ကြတာဖြစ်ပါရင်ဒါကြောင့်အခုစူပါလက်နဲ့ခွင့်တာတဲ့ခိုက်တက်မှာလက်စားချေခွင့်ရဖို့အတွက်ကြုံဝါနေခဲ့တာဖြစ်ပြီးစူပါလက်ကလည်းသူလုံးနိုင်ရင်လုံးကျွန်တော်ဘက်ကလည်းပြန်လုံသွားမှာပါဆိုပြီးတော့တုတ်ပြန်ထားခဲ့ပါရင်ပွဲကတော့ချီလို့ကောင်းမဲ့ပွဲလို့ဆိုရမှာဖြစ်ပြီးနာဘီကိုရှုံးထားခဲ့တဲ့စူပါလက်တယောက်ရှုံးကနေပြန်ပြီးတော့ရုံထနိုင်မလားဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါရင်